အလောင်းယေရှုနာမ၌မင်္ဂလာပါဒီကနေ့နေ့မှာတော့စပါးပင်လို့အသက်တာဆိုတဲ့နှုတ်ကပတ်တော်ကောင်းစဉ်နဲ့ရောက်စီတိုင်းကိုထပ်မံပြီးတော့နှိုးဆော်ခွန်အားပေးလိုပါတယ်ယေရှုခရစ်တော်ပြားကလေခွင်းထဲမှာစပါးပင်နဲ့သောမျိုးစိတနည်းအားဖြင့်ပြောမယ်ဆိုရင်သောစပါးနှမျိုးစလုံးကအတူတကွာကြီးထွားလာကြတယ်ဆိုတဲ့ဥမာလေးတစ်ခုနဲ့ယုံကြည်သူတွေကိုဖော်ပြခဲ့မှုပါတယ်အဲ့ဒီစပါးပင်နဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်တို့ ယုံကြည်သူတွေရဲ့အသက်တာမှာတိဆောက်စရာလေးအနေငယ်လေးကိုဝင်ကားကြည့်ပါတယ်။ကျွန်တော်လေခွင်းထဲမှာကြည့်တဲ့အခါမှာစပားပင်တမျိုးတည်းပဲပေါက်တာမဟုတ်ဘူး။စပားပင်နဲ့အတူသုံးမျိုးစိပါသုံးစပားပါရောပြီးတော့ပေါက်လာတယ်ဆိုတာကိုယေရှုရဲ့ဥပမာလေးထဲမှာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ပထမဦးဆုံးကသုံးစပားအဲ့ဒီသုံးစပားတွေကသူကကြီးလာလေလေသူကအမြင့်ကိုရောက်လာလေလေ ထောင်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 နဲ့သူကတက်လာတာဒါကဘာပုံဆောင်တယ်လဲလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့ခရိယန်တွေအရန်ရင်ကြက်ပြီလို့ပြောတယ်ကိုကိုကို အရန်ဂျက်စာအရန်ဖတ်တယ်လို့ပြောတယ်ဖခင်နဲ့တွားတယ်လို့ပြောတယ်နေ့စဉ်မှာဝิญဉေတော်နဲ့အသက်ရှင်လို့ပြောတယ်ဒါပေမဲ့သူ့ရဲ့အသက်တာကိုကြည့်တဲ့အခါမှာနှိမ်ချမှုကိုမတွေ့ရဘူးတစ်ချိန်လုံးဝါကြွားမယ်သူလှုပ်နိုင်ခြင်းပေါ်မှာကြွားဝါပြီးတော့အသက်ရှင်မယ်ဘုရားသခင်ရဲ့ကြီးစုတော်ဆိုတာထက်သူတော်လို့သူတတ်လို့ ူများထက်ပိုပြီးတာတယ်သူများဖြစ်ပိုပြီးကောင်းတယ်အဲ့ဒီမျိုးတဘောမျိုးနဲ့အသက်ရှင်တော်ကိုတွေ့ရတယ်ဒါကထိုသူရဲ့အသက်တာထဲမှာအစာရမဏ္ဍရဲ့တဘောတွေဖြစ်ပါတယ်စာတန်မဏ္ဍရဲ့မျိုးစိခြေချင်းကို ခံရတာနဲ့အတူတူပဲဖြစ်တယ်ဆိုတော့ကိုဒီနေ့ကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်ဒီဘက်မှာစဘာပင်ရဲ့အကြောင်းကိုဆင်ခြင်တဲ့အခါမှာစဘာပင်က ကြီးလာလေလေအစပိုင်းမှာတော့သူကဒီလိုထောင်တက်လာတယ် ဒါပေမဲ့ကာလအချိန်တစ်ခုရောက်လာတဲ့အခါမှာကြီးလာလေလေအဲ့ဒီစပားပင်ကကိုင်းညွတ်လာလိမ့်မယ်စပားပင်တွေပို့ပြီးတော့အထဲမှာအဆန်တွေနဲ့ပြည့်လာလေလေပို့ပြီးတော့အဲ့ဒီစပားပင်ကကိုင်းညွတ်လာလေလေဒါကဘာပုံဆောင်တယ်လဲလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့ယုံကြည်သူများရဲ့အတ္တမှာခရစ်တော်နီးသူဖြစ်လာပြီဆိုရင်ကျွန်တော်တို့အတ္တထဲမှာနှုတ်ကပတ်တော်အတက်ရှင်လာပြီဆိုရင်နှုတ်ကပတ်တော်နဲ့တဝါလာတက်လာပြီဆိုရင်ကျွန်တော်အထဲမှာဝိညာဉ်တော်ရှိတယ်ဆိုရင် ကျွန်တော်အထဲမှာနှုတ်ကပတ်တော်ရှိတယ်ဆိုရင် ထိုသူရဲ့အသက်တာထဲမှာစပားပင်ကဲ့သို့ကိုင်းညွတ်လာတာကို တွေ့ရမှာဖြစ်ပါတယ်ဆိုလိုတဲ့တဘောကပို့ပြီးတော့နှိမ့်ချလာမယ်ကျန်းစာဖတ်လာလေလေ ပို့ပြီးတော့နှိမ့်ချလာလေလေကျန်းစာဖတ်လာလေလေပို့ပြီးတော့အသက်တာမှာခရစ်တော်နဲ့တူလာလေလေနှုတ်ကပတ်တော်နဲ့ပြည့်ဝလာလေလေကျွန်တော်အသက်တာကပို့ပြီးတော့ရင့်ကျက်လာလေလေပို့ပြီးတော့နှိမ့်ချလာလေလေပို့ပြီးတော့ခရစ်တော်ရဲ့တန်တန်နဲ့တူလာလေလေ ဗတိလိုဝိညာဉ်တော်မျိုးသူ့ရဲ့အတ္တဓာတ်ထဲမှာတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်နှုတ်ကပတ်တော်ဖတ်တယ်ကျွန်တော်နှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော် ਨੇ အတက်ရှင်နေဆိုတဲ့သူရဲ့အတ္တဓာတ်ထဲမှာခရစ်တော် ਨੇ တရံတူတဲ့အတ္တဓာတ်ပို့ပြီးတော့နှိမ့်ချတဲ့အတ္တဓာတ်ပို့ပြီးတော့ဖျားနဲ့တွာလာတဲ့အတ္တဓာတ်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။လီပီအိုရာစာခန်းကျင်နဲ့အပိုက်ငယ်၃မှာနှုတ်ကပတ်တော်ကဒီလိုပြောပါတယ်။ယံတွေ့လူတော်စိတ်အချင်းကြီးကြော်စောဂိတ်တိကိုတတ်မဲ့သောစိတ်ရှိ၍အဘယ်အမှုကိုမျှမပြုကြနဲ့ ူတစ်ပါးဒီကိုထက်တာ၍ကောင်းမြတ်သည်ဟုနှိမ့်ချသောစိတ်ရှိ၍တယောက်ကိုတယောက်ထင်မှကြလော့ကိုမှုရာကိုမရှုမမှတ်ပဲသူ့အမှုရာကိုအချင်းချင်းရှုမှကြလော့ယေရှုခရစ်၌ရှိသောသောစိတ်တော်ကိုသင်တို့၌လည်းရှိစေကြလော့ဒီနောက်ဘက်တော်ကြည့်တဲ့အခါမှာယောဂီသူတယောက်ကရင်ကျက်လာတယ်လို့ပြောတဲ့အခါမှာပိုပြီးတော့နှိမ့်ချလာတာကိုပြောခြင်းဖြစ်ပါတယ်သူရဲ့အသက်ရှင်မှုကြည့်တဲ့အခါမှာလဲသူ့အတွက်ဆိုတာထက်ကိုအမှုရာကိုမရှုမမှတ်ပဲ တုအမှုအရာကိုရှုမှတ်တတ်လာတယ်။သူတစ်ပါးရဲ့လိုအပ်ချက်သူတစ်ပါးဘာလိုအပ်တာလဲ။ဘာတွေကူညီရမှာလဲ။ဘာတွေပေးဆပ်ရမှာလဲ။အဲ့ဒီလိုအပ်ချက်တွေတော့ပဲပို့ပြီးတော့သူ့ရဲ့ဝိညာဉ်ထဲမှာသူ့ရဲ့အတ္တဓာတ်ထဲမှာထင်တာ မြင်တာရှိလာမှာဖြစ်ပါတယ်။တစ်ချိန်တုန်းကတော့ကိုဘာလို့ရင်ကောင်းမယ်။ကိုဘာရရင် ကို့အတွက်ကြီးပဲကြီးတယ်။ဒါပေမဲ့ခရစ်တော်နဲ့တူလာတဲ့သူကရင့်ကျက်လာတဲ့သူကသူရဲ့သက်သားထဲမှာပို့ပြီးတော့နှိမ့်ချတာကိုတွေ့ရမယ်။ ။ဒါပြင်သူ့အမှုအရာထွဲ့ဆိုတာထက်သူတပားရဲ့အမှုအရာတွေကိုပို့ပြီးတော့ရှုမှတ်တတ်လာမယ်။သူရဲ့စိတ်တော်ကခရစ်တော်နဲ့ပို့ပြီးတူလာမယ်။ဒီလိုဝိညာဉ်လက္ခဏာမျိုးကတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့စဘာပင်နဲ့တူတဲ့ဝိညာဉ်တဘောမျိုးဖြစ်ပါတယ်။ပို့ပြီးတော့ကြီးလာလေလေပို့ပြီးတော့ကိုင်းညွန့်လာလေလေဒါလေးကျွန်တော်ခရိယံတတ်တာကကိုကိုကိုရင့်ကျက်တယ်လို့ပြောတဲ့အခါမှာကျွန်တော်ကဘုရားသခင်နဲ့တူတယ်လို့ပြောတဲ့အခါမှာကျွန်တော်ရဲ့အတ္တကအစဘာပင်နဲ့တူဖို့လိုအပ်ပါတယ်။ပို့ပြီးတော့ ခရိယံတက်တာမှာကြာလာလေလေရင့်ကျက်လာလေလေပိုပြီးတော့ကြီးထွားလာလေလေအဲ့ဒီအရာကိုတိုင်းတာတဲ့အရာကနှိမ့်ချခြင်းဖြစ်ပါတယ်။တခင်ရှုခရတော်ပြားကခရိယံတယောက်ရဲ့ကြီးထွားရင်းကျက်ခြင်းကိုထိုကဲ့သို့သောနှိမ့်ချသောအသက်တာနဲ့တိုင်းတာဖို့ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်။ဒါကြောင့်ခြေတော်ယုံကြည်သူညီကိုမောင်တော်များအားလုံးသင်ကဘုရားခင်ရှေ့မှာခရစ်တော်ကဲ့သို့နှိမ့်ချသောသူဖြစ်တယ်ဆိုရင်ဘယ်မှာဘုရားခင်ဘုန်းတော်ထင်ရှားမင်းဘုရားနိုင်ငံတော်တိုက်ကြပြမင်း သင်အားဖြင့်ဘုရားသခင်ကကြီးတော်မှုကိုပြုမှာဖြစ်တဲ့ဆိုတော့ကိုဒီနောက်ကပါတော့ ਨੇ ဝေမျှလို့တယ်ရောက်စီတိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ